ကျွန်တော်ကသူ့ပုံစံလေးတွေဒီကနန်းအဲ့ကနန်းကနေတပင်းနှစ်ပင်းသုံးပင်းရဲ့အောက်ဒီကနန်းဒီကနန်းလေးကနေတပင်းနဲ့ပြာဦးတယ်နော်သုံးကလောက်ပြာဦးတယ်ဒါကတော့မကတော့ခုနောက်ပြမှာတော့သုံးကလောက်မကလေးငကဒီကနန်းတပင်းနှစ်ပင်းသုံးပင်းအောက်ကဒီကနန်းတပင်းနှစ်ပင်းသုံးပင်းအောက်ကဒီသုံးခွက်ကလေးပြာအဲ့ဒီသုံးခွက်ကလေးဒီတစ်နှစ်နဲ့နှစ်သုံးနဲ့လေးနဲ့မှာဒီကနန်းဒီရွေ့တော်မယ်ဆိုခင်ဗျားတို့ဒါပေါင်းရမလို့ ငါးခါကြရင်ထူးတဲ့ဒီကနေရှင်းလိုက်နော်ဒီကလေးခွန်လေးခွန်၃ညကနေတပင်၄ပင်၃ပင်အောက်က၁၉ရှစ်အဲ၁၉ရှစ်ကနေတပင်၄ပင်၃ပင်အောက်ကခွန်၆လေးအဲ့ဒီမှာလေးခွန်၃ညကိုသူ့ရဲ့နောက်တစ်နှစ်နဲ့နဲ့၃နှစ်ဒီမှာပညာကိုက်ကြတော့သူကငါးခါအဲ့ကနေပြီးတော့ဒီကနန်းကလည်းသူကနေတစ်နှစ်နဲ့နဲ့၃နှစ်၄နှစ်မြောက်ဒီကနန်းကလည်းပညာကိုက်တွေ့တော့မှသူကငါးခါ ဒီကနေ့ဒီနေ့နဲ့နဲ့၃နဲ့၄နဲ့ဒီကနေ့လည်းပညာကိုက်ရွေးတော်မဆို၅ခါအဲလိုလေးနေရှိတယ်ဗျာနော်ကဲကျွန်တော်တို့၃နဲ့စတိုင်တိုင်းမှာနှစ်နဲ့ရှိဘူးထွက်မယ်ဗျာအဲ့ဒီနှစ်နဲ့ဒီနောက်တဲ့နဲ့လည်းနှစ်နဲ့ရှိဘူးထွက်မယ်ဗျာအဲ့ဒီနှစ်နဲ့ဘူးဒီနောက်တဲ့နဲ့လည်းထွက်မယ်ဗျာပြောပြီနော်ဒီမှာနှစ်နဲ့ရှိဘူးနောက်တစ်ခါလည်းနှစ်နဲ့ရှိဘူးတခါနောက်တစ်ခါလည်းနှစ်နဲ့ရှိဘူး၃နဲ့စတိုင်ထွက်မယ်အဲ့ဒီနှစ်နဲ့အဘူးတွေကနေလိုက်ပါပဲ။ အဲ့ဘရမနှစ်နှစ်ရှိဘူးဆိုတဲ့ကနန်းဒီဘရမသူ့လိုပဲသူ့ဘဝငါလို့ထိတာတယ်ကျန်တာတွေသူ့ဘောခါဒုခါတွေထိတူတွေပါတယ်နော်ပြောပြရင်တော့ရသေးတယ်ခင်ဗျားတို့ငါလို့ထိတာနဲ့နှစ်နှစ်ရှိဘူးသူ့ရဲ့အောက်ကဒီက၃ထိတ်က၃လို့ခါရဲပြီးတော့မှအဲ့ဒီမှာငါထိတာနဲ့နှစ်နှစ်ရှိဘူးဟောဒီ၄ဘိတ်က၄ဘိတ်နဲ့ဒဲတဲ့ဘွက်တယ်ဗျနောက်တခါသူ့ရဲ့နောက်တဲ့နှစ်နှစ်ရှိဘူးပဲငါလို့ထိတာနဲ့နော် အသူ့ရဲ့ဘဝဟောဒီကခွန်ထိတ်ကခွန်ခါလို့ထဲလိုက်တာနဲ့အဲ့ဒီကိုဘိတ်ကကိုဘိတ်ရဲ့နှစ်နဲ့ရှိရဘူးနောက်တကနှစ်နဲ့ရှိရဘူးသုံးနဲ့စတဲ့ကြာမယ်အဲ့ဒီမှာငါးထိတ်ပြန်မယ်ဟောဒီကသူ့ရဲ့ရှိရဟောဒီခွန်ထိတ်ကခွန်ခါလို့ထဲလိုက်တာနဲ့အဲ့ဒီကနေကဒီဟောဒီသုံးဘိတ်ကသုံးဘိတ်ခင်ဗျနော်အဲ့ဒါမပေါင်းဘူးနော်ကျွန်တော်ပြောပြမှာအခုလဲကျွန်တော်ကပြောမှာပြောမဲ့စတဲ့ကကျွန်တော်တို့ဒီနေ့မှာဟို ဘာလဲအဲစီနီယံထိတ်နေပေါ့ဗျာတစ်ထိတ်ကိုဂွားဂွားနှစ်တယ်နှစ်ထိတ်ကိုဂွားနှစ်တယ်အဲ sorry တစ်ပိတ်ကိုတစ်ပိတ်ကိုဂွားနှစ်တယ်နှစ်ပိတ်ကိုဂွားနှစ်တယ်သုံးပိတ်ကိုဂွားနှစ်တယ်သူ့ဘောတပင်ချာကခါတူခါပေါ့နော်အဲတော့ဒီလိုလားဟိုလိုလားပေါ့နော်အဲ့လိုလေးတွေ့ကြည့်ရတာပေါ့ဗျာဒါကြတော့၄ပိတ်ခွားနဲ့ဆိုတော့၄ရပိတ်လိုက်ပြီးအဲ့ဒါဆို၄၈ရခွားပေါ့ဗျာသူ့ဘောကခါတူခါ အဲ့စနလေးဒါကျွန်တော်မပေါင်းဘူးเนาะကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြမယ်เนาะကဲကျွန်တော်တို့ဒီမှာကနှစ်နှစ်ရှည်ဘူးဆိုတဲ့ကနန်းလေးဒီတနေ့မှလာကြတယ်နှစ်တည်းမကြည့်ဘူးเนาะနှစ်နှစ်ရှည်ဘူးဒီတနေ့မှကြတယ်အဲ့ဒီနှစ်နှစ်ရှည်ဘူးဒီသူ့ရဲ့နောက်နှစ်မှလည်းကြာတယ်နောက်တစ်ခါအဲ့ဒီနှစ်နှစ်ရှည်ဘူးဒီသူ့ရဲ့နောက်တစ်နှစ်မှလည်းကြာတယ်ဗျာဟုတ်ပြီသူ့လိုပဲရှိရအရေးကြီးအောင်အဲ့ဗရမနှစ်နှစ်ရှိဘူးဆိုတဲ့ကနန်သူ့ဘောကငါလို့ထိတ်လိုက်တာနဲ့သူ့ရဲ့အောက်ကဒီက၃ခါလေးကဒီက၃ထိတ်ကို၃ခါလို့ထည့်ပြီးမှာ အဲ့ဒီမှာငားထိတ်ကနော်ပထမကပြောမယ်အဲ့ဒီနှစ်နှစ်ရွှေဘူးဒီသူ့ဘောတပင်းချာငားလို့ထိတ်တာနဲ့သူ့အောက်ကဟောဒီက၃ထိတ်လေးက၃ခါထက်ထည့်ပြီးကြအဲ့ဒီငားထိတ်တူတာနဲ့နှစ်နှစ်ရွှေဘူးဒီအဲ့ဒီမှာ၄ဘိတ်က၄ဘိတ်နဲ့ထွက်တယ်ဗျာဒါပထမဒုတိယကဲဒုတိယသူ့ရဲ့နောက်တစ်နံပါတ်နှစ်နှစ်ရွှေဘူးဒီတဲ့ငားလို့ထိတ်တာနဲ့သူ့ရှေ့ရလို့ပဲဟောဒီကခွန်ထိတ်ကလေးကခွန်ခါလို့ထည့်တာနဲ့အဲ့ဒီနှစ်နှစ်ရွှေဘူးဒီ၉ဘိတ်က၉ဘိတ်နဲ့ထွက်တယ်ဗျာနောက်တစ်ခါနောက်တစ်နဲ့၃နဲ့ကြည့်ကြတော့ ဒီမှာနှစ်နှစ်ရှိဘူးဆိုတဲ့ကဏ္ဍလေးဒီတဲ့သူ့ရဲ့အောက်မှာတဲ့အဲ့နော်ငါနှစ်နှစ်ရှိဘူးဆိုတဲ့ကဏ္ဍသူ့ပေါ်မှာလဲငါလို့ထိတ်ငါလို့ထိတ်တဲ့တဲ့ဘင်ဂျာမန်နှစ်နှစ်ရှိဘူးဒီတဲ့သူ့ရှိကဟောဒီသူ့ရှိတိုင်းပဲခွန်ထိတ်ကခွန်ခါတဲ့ပြီအဲ့နှစ်နှစ်ရှိဘူးဒီသုံးဘိတ်ကသုံးအဘိတ်တဲ့အဲ့ဒါနေလိုက်ပါနော်နားလဲပြီနော်နှစ်နှစ်ရှိဘူးတနှစ်နှစ်နှစ်သုံးနှစ်ကြတော့အဲ့တော့သူ့လိုလိုက်ကြည့်သူ့ပေါ်ကငါထိတ်ဒီသုံးထိတ်ကသုံးခါထိတ်တာနဲ့အဲ့နှစ်နှစ်ရှိဘူးကဘိုင်းသေး ဒီ၃ဘိတ်က၃ဒီ၄ဘိတ်က၄ဘိတ်နဲ့နောက်တကသူ့ရဲ့နောက်တဲ့နှစ်နှစ်ရှိဘူးသူ့ပေါ်မှာ၅ထိဒီခွန်ထိတ်ကခွန်ခါတဲ့ပြီနှစ်နှစ်ရှိဘူးဒီ၉ဘိတ်က၉ဘိတ်နောက်တကသူ့ရဲ့နောက်တဲ့နှစ်နှစ်ရှိဘူး၅ထိဒီခွန်ထိတ်ကခွန်ခါတဲ့ပြီနှစ်နှစ်ရှိဘူးဒီဟောဒီက၃ဘိတ်က၃ဘိတ်အဲ့ဒီကနေလိုက်လိုက်တဲ့ခါကျတော့ဒီမှာသွားတာအဲ့ဒီကနေလိုက်လိုက်တဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒီနှစ်နှစ်အပူကြောင့်တဲ့ပြောပြရမယ်ရောက်ပါဟောဒီမှာဖြစ်တယ်ဒါလေးဖြစ်လိုက်ပါဦး ကျွန်တော်ပြောကြတာအဲ့ဒီဒီမှာဒီ၃ခု၉၃တွဲအဲ့ဒီနှစ်နှစ်ရှိဘူးကြောင့်မို့ကျွန်တော်ကြည့်တာပေါ့ညာနော်အဲဟုတ်ပြီတဲ့မာနှလုံးနဲ့ဒီမှာ85ကသူကပြောင်းရမပြောင်းနော်ဒီချိန်သူကသူရှေ့ကဘာကက်က10ခွက်ကိုပြောပြတာဒီမှာဟိုကောင်ကတော့တခွက်လိုက်ဒီမှာ10ခွက်အခုနောက်တစ်ခါကျတော့တခွက်လိုက်လာမှာနော်အဲ့မှာကြည့်ဒီမှာ80နဲ့ခွန်ခန်း9ပိတ်85နောက်တွဲနှစ်ပေါ်ပြတနေ့ကျနောက်တစ်ခါသူကနေတပင်းနှစ်ပင်းသုံးပင်သူ့ရဲ့နောက်တော့ဓမ္မ63နောက်တွဲ နှစ်ပေါ်ဗျာနောက်ကနေတပင်နှစ်ပင်သုံးပင်ဒီချိန်မှာ85နောက်တွဲတပင်နှစ်ပင်သုံးပင်သူကဒီချိန်တွဲခိုင်းတာအမှန်ကဒီလိုဗျာ85တွဲတာနဲ့သူ့ရဲ့နောက်တဲ့63တွဲတဲ့အဲ့ဒီ63တွဲကနေ85တွဲတာနဲ့ဒီနှစ်ထဲမှာ63တွဲထွက်ရမယ်လို့သူပြောတာဒီချိန်မှာအဲ63တွဲထွက်တယ်အဲ့စံလက်က အဲ့ဒါနေလိုက်ကြည့်တဲ့ခါကျဟုတ်ပြီအဲ့လိုထွက်တော့63တန်းတော့အဲ့ဒီညက်တွေကြောင့်အဲ့ဒီညက်ကိုပြီးရှင်းမှာနော်ကျွန်တော်ပြောတာရှင်းလိမ့်မယ်နော်နော်အဲ့ဒီလိုဖြစ်ပြီးအဲ့ဒီလိုပြစ်လိုက်တဲ့ချိန်ကကျွန်တော်80တွေးမယ်အဲ့ဒီညက်တွေကြောင့်ကျွန်တော်ထပ်တွေးမယ်ခုနထပ်တွေးမယ်ဆိုတဲ့ခါကျဒါမှတကယ်လဲထွက်တယ်ပြဒါမှသူ့ပြောင်းပြန်ပြန်သွားတော့နှစ်နှစ်တက်မှာပြောင်းပြန်ပြန်သွားတယ်ဒါလေးဖြစ်လိုက်ပါဦးမယ်နော်ဖြစ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ကပြီးတော့80တွေးမယ်အဲ့လိုဖြစ်ပြီး ဖြစ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒါလေးယဉ်ကြည့်ကြအောင်ညာနော်ဒါလေးယဉ်ကြည့်ကြအောင်ဘာကြောင့်ဖြစ်ပါတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုကြည့်ရအောင်အဲ့ဒီမှာအဲ့လိုဖြစ်ပြီးတော့ပရမအဲ့ဒီနှစ်တည်းကြောင်းပေါ့ကျွန်တော်ကဓမ္မကနော်လေခါနဲ့62နှစ်ခွထွက်တယ်64နှစ်နော်နောက်တခါသူ့ရဲ့နောက်မှာ9ခါနဲ့62နှစ်ခွပိုင်းစီနော်ပြောပြတာနော်ဓမ္မ လေးခါလေးခါနဲ့60နှစ်ခွာထွက်တယ်နောက်တကသူ့ရဲ့နောက်တမငါးခါနဲ့60နှစ်နှစ်ခွာထွက်တယ်နောက်တကသူ့ရဲ့နောက်တနှစ်မှာတဲ့6ခါနဲ့60နှစ်ခွာထွက်တယ်အဲဒီနှစ်မှာ6ခါနော်ခွန်ခါနဲ့80နှစ်ခွာဆိုရင်ခွန်ဘာလဲ6ခွန်နှစ်ပေါ့နော်အဲ့ဒီလိုလေးထွက်တယ်ဗျာနောက်တစ်ခါကျတော့ကျွန်တော်တို့အဲ့ဒီနဲ့ထင်ပါတဲ့ဘာဒီထွက်တာသလဲလေ ထပ်ပြောမယ်နော်ကျွန်တော်တရားရှင်းပြောဖို့မိကျတော့ရှင်းသွားမှာပဲ60နှစ်ခွတ်၄ခါနဲ့စီနီယံခါတာပေါ့60နှစ်ခွတ်၄ခါနဲ့ထွက်တယ်နောက်တစ်နှစ်60နှစ်ခွတ်၅ခါနဲ့ထွက်တယ်နောက်တစ်နှစ်60နှစ်ခွတ်6ခါနဲ့ထွက်တယ်ဒါဒီနှစ်ဆိုလို့ရှိရင်ကျွန်တော်တို့က6ခွန်နှစ်ပေါ့ဗျာအခါအဲထားလိုက်တော့အဲ6ခွန်နှစ်ကိုထားလိုက်တော့ဟုတ်ပြီအဲ့ဒီလူတွေထွက်တဲ့နှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာပြောပြမယ်ရောင်းမြန်ပြန်ဦးဒီမှာဒီ55 sorry မဟုတ်ဘူးနော် အဲ့ဒီနှစ်ထဲမှာ54လို့ခွာတာနဲ့ခါနှလုံးကိုထွက်တယ်ထိတ်သုံးလုံးက3ရယ်5ရယ်5ရယ်ပြောချင်တဲ့အဓိပ္ပာယ်က3ထိတ်ခွန်ထိတ်5ထိတ်ထိတ်သုံးလုံး5လည်းဖြစ်ရမယ်54ခွာထွက်ရမယ်ခါနှလုံးကိုဖြစ်ရမယ်နောက်တစ်ခါအဲ့ဒီ60နှစ်ခွာတာနဲ့အဲ့ဒီနှစ်ထဲမှာလည်းဒီမှာ20လေးချင်းအရာမိလို့သွားတယ်ကဲ 54အခွင့်အရေးထွက်တယ်ဓမ္မ၃ညရဲ့9ရဲ့9ရဲ့ကိုခါနှလုံး၉နဲ့ထွက်တယ်ကဲနောက်တစ်ခါလဲကြည့်ကြအောင်နောက်တစ်ခါလဲ54အခွင့်အရေး၈ရဲ့2ရဲ့9ရဲ့ခါနှလုံး၉နဲ့ပြန်ထွက်တယ်ထပ်ပြောမယ်အဲ့ဒီခုန60နဲ့2အခွင့်64နဲ့60နဲ့2အခွင့်65နဲ့60နဲ့2အခွင့်เนาะ66နဲ့ထွက်ခဲ့တဲ့အတွက်အဲ့ငယ်ထဲမှာပရမတ် ဲ့နှစ်ထဲမှာ54လို့ခွာမှာအဲ့ဒီ54လို့ခွာမှာ3ရဲ့9ရဲ့9ရဲ့ဒီထိပ်သုံးလုံး၃ညနဲ့၅ထိပ်ပိုင်းတိဖြစ်ရမယ်အဲ့ဒီကြာစီ54လို့ခွာတာနဲ့၃ညခါနဲ့၉ခါနဲ့၉ရဲ့ဒုတိယမှာလည်းတကျွန်တော်တို့54အခွာထွက်မယ်ဗျာအဲ့နောက်3နဲ့စတိုက်လို့ဆိုလိုတယ်ဒါမှာ၃ညလိုခါ၃ညလိုခါ၅လိုခါ၃ည၃ည၅သိ၅လိုလည်းဖြည့်ရမယ်၅ထိပ်ပိုင်းသိနဲ့၅၄ခွာကိုခါနှလုံးကိုရိုက်တယ် တို့မှဒုတိယတန်တရာမှာလဲကျွန်တော်တို့ဒီမှာ54ခွာကိုတဲ့ဒီမှာ၈လို့ထိတ်၄လို့ထိတ်9လို့ထိတ်1နဲ့9ဆိုရဲကနန်းဒီထိတ်3လုံး9ဖြစ်ရမယ်9ထိတ်ကြရနဲ့94ခွာသည်ခန်းနှလုံးကိုဖြစ်တယ်အဲ့ဒါဘာကြောင့်သူဖြစ်တယ်လဲဆိုတော့ပြောပြီးမျိုးတမပရမမှာကျွန်တော်တို့ဒီကြာစီလေးဒီတစ်လို့ပိတ်တယ်ဗျာအဲဒီကြာစီဒီကျွန်တော်တို့နှစ်လို့ပိတ်တယ်ဗျာဒီကြာစီဒီကျွန်တော်တို့သုံးလို့ပိတ်တယ်ဗျာအဲ့ဒီမှာ จิตပိတ်မယ်ဗျာနှစ်ပိတ်မယ်ဗျာသုံးပိတ်မယ်ဗျာဟုတ်ပြီစဉ်းစားကြည့်မယ်ဗျာခုနကနှစ်ကိုယူမှန်တော့ကျွန်တော်ပြောတဲ့ဒီနှစ်ဘူး85ဒါကိုပြောပြ85 63 85ပြောင်းပြန်ပြန်မှုတော့85နောက်တွဲတယ်63နောက်တွဲတယ်85နောက်တွဲတယ်63တွဲခဲ့လို့ရှင်းအောင်ခဏခဏပြောပြမယ်အဲဓမ္မကျွန်တော်တို့တစ်ပိတ်လေးတစ်နှစ်ကြာတယ်ဗျာကဲနောက်တစ်နှစ်မှလည်းနှစ်ပိတ်လေးကြာတယ်ဗျာ တင်းနှစ်ပြီးတော့နောက်တစ်ခါ၃ပိတ်လေးကြခဲ့ပြီဟုတ်ပြီကြည့်အောင်ပရမကတိဒီနှစ်ထက်နှစ်ချင်းပေါက်ထဲမှာအဲ့ဒီနှစ်တည်းကြောင့်တက်လို့ပိတ်တာနဲ့အဲ့ဒီကြာသေးသည် ထိတ်နဲ့ပိတ်နဲ့နှစ်ကဘိုင်းသေးလို့ထဲ့တယ်ပြီးသူ့ဘောကဟောဒီခွန်ခါလေးကခွန်ခါလို့ထဲ့ပြီးတော့တက်ခွန်တက်လို့အတက်ထွက်ပြီးဒါဆိုရင်သူ့ရဲ့နောက်တစ်မှာကျွန်တော်တို့နှစ်လို့ပိတ်နေခုနကနှစ်တည်းကြောင့်နှစ်လိုပိတ်တာနဲ့အဲ့ဒီကြာသေးသည်ထိမ့်နေပိတ်နေနှစ်လိုသူကဖြစ်ရမယ်ဒါဆိုရင်သူ့ရဲ့ပေါ်က တစ်ခါတစ်ခါထည့်မယ်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တင်းနေပြီးတော့သုံးပိတ်လိုက်ပြီပရမဒုတိယတတိယမှာသုံးလို့ပြလိုက်တာ ਨੇ သူ့ရဲ့ကြာသည်ထိတ်နဲ့ပိတ်နဲ့နှစ်ဆိုတာဘိုင်းဒီထည့်ကစားကြည့်အောင်ဒါဆိုရင်သူ့ရှင်ရလို့ဒီတုံညခါကတုံညခါထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ဟောပြီးတော့ထည့်လိုက်ပြီထည့်လိုက်တော့အကြောင်းရင်းမှာကျွန်တော်တို့အဲ့လိုတွေဖြစ်ပြီးတော့ကျွန်တော်ဒါတစ်ခုမှမပေါင်းဘူးเนาะเนาะအားလုံးကိုကျွန်တော်မပေါင်းပြဘူးเนาะရှိပြီဗျာကျွန်တော်တို့ရှိပြီ ရှိပြီအဲ့ကြတော့ကျွန်တော်တို့ရှိတော့ခုနကကျွန်တော်ပြောတဲ့သူထွက်ခဲ့တဲ့နှစ်သူ့ရဲ့နောက်တဲ့မှာဒါကိုစဉ်းစားမယ်နော်ပြန်ပြောမယ်နားတော့မရှုပ်ဘူးနော်ဒီငားထိတ်ဖြစ်ရမယ်ဒီလိုငားဖြစ်ရမယ်54ခွခါးနှလုံးကိုးတယ်ငားထိတ်ဖြစ်ရမယ်ဒီလိုငားဖြစ်ရမယ်54ခွခါးနှလုံးကိုးတယ်ပေါ့နော်ငားထိတ်ဖြစ်ရမယ်ဒီလိုငားဖြစ်ရမယ်54ခွခါးနှလုံးကိုးခဲ့တယ်အဲ့ဒီကိုကျွန်တော်ပြောတော့မယ်ဗျာအဲ့တော့ကျွန်တော်ဘယ်ဟာပြောမလဲဒါကိုချုပ်ပြောမယ်နော်ခုနပြောတယ် ဟုတ်ပြီတပိဋ္ဌာန်နဲ့ပရမတ်ဒီတနေ့မှာတပိဋ္ဌာန်နဲ့ဂွားမြက်ကပိုင်းသည်ဒီ85 93 85 93တွဲခဲ့တဲ့အတွက်ဟုတ်ပြီဒီကြာသည်တပိဋ္ဌာန်ပိုင်းသည်တပိဋ္ဌာန်နဲ့ထိတ်နဲ့ပိတ်နဲ့နှစ်တပိဋ္ဌဆိုထိတ်နဲ့ပိတ်နဲ့နှစ်ဆိုတက်ထိတ်ပေါ့ဗျာဒါဆိုသူ့ပေါ်တပင်ကြာကဒီခွန်ခါကိုခင်ခွန်ခါထက်ပဲဒါဆိုရင်ဒီကြာသည်မှာလဲကျွန်တော်တို့တက်ပြီးတော့နှစ်ပိတ်မယ်ဗျာသူ့လိုပဲထိတ်နဲ့ပိတ်နဲ့နှစ်ထက်မယ်ဒါဆိုသူ့ရှင်ရလို့ဟောဒီတက်ခါတက်ခါထက်မယ်အဲနောက်တစ်ခါသုံးပိတ်မယ် သုံးပိတ်ကနဲ့ကျွန်တော်တို့ဒီမှာထိတ်နဲ့ပိတ်နဲ့နှစ်ဆို၉ထိတ်ဒါဆိုသူ့ဘောက၃ညခါ၃ညခါထည့်တယ်အဲ့ဒီမှာခုနပြော50လေးအခွာတွေထွက်တဲ့အတွက်ဒါဆိုကျွန်တော်တို့ဒီကြံသည့်ကြည့်အောင်ဗျာစိတ်ဝင်စားစရာသိကောင်းနေပါလားဗျာနော်ဒီမှာကျွန်တော်တို့ဒီတဲ့ဒီမှာကြည့်နော်ခုနကဒါကိုကြည့်ပါပယုတ်စီကိုကြည့်ပါနော်မပန်းဝိမတော့ဒီမှာကျွန်တော်တို့တစ်ပိတ်တယ်ဗျာဒီမှာကျွန်တော်တို့နှစ်ပိတ်တယ်ဗျာအကုန်ပါတယ်နော်တစ်လိုပိတ်နှစ်လိုပိတ်ဒီနေ့မှာကျွန်တော်တို့က၃ပိတ်ရှင်းတာ အဲ့ဒီချိန်မှာဒါဟိုကစီနီယံလားလို့ဒီကနန်းဒီတနှစ်မှာဓမ္မပြောချင်တာကဒီကနန်းမျိုးဆိုမဟုတ်ဘူးနော်အဲတစ်လို့ပိတ်နှစ်လို့ပိတ်ပရမသည်တစ်ပိတ်တာနဲ့တစ်ပိတ်ကိုထိတ်ကိုငါလို့ခါတာတွေ့ရနော်နော်ဒီမှာကြည့်စီနီယံခါမလားနော်အဲကျွန်တော်တို့တစ်ပိတ်ပြီဗျာတစ်ပိတ်တာနဲ့ခုနကဒီ54ခုကကိုခန္ဓာလုံးကိုတွေပြောတစ်ပိတ်တာနဲ့ စ်ကိုခွာတာနဲ့အဲ့ဒီမှာငါးခါထည့်တယ်နောက်တစ်ခါသူ့ရဲ့နောက်တဲ့နဲ့ဟောဒီနာလေးမှာပဲတဲ့တက်ပြီးတော့နှစ်နှစ်ပိတ်တာနဲ့နှစ်ကိုခွာတယ်ခါက6ခါထည့်တယ်ထပြောမယ်တက်ပိတ်တက်ကိုခွာကိုငါးခါတယ်နှစ်ပိတ်နှစ်ကိုခွာကို6ခါတယ်ဒါဆိုရင်ကျွန်တော်တို့က3အပိတ်နဲ့3ကိုခွာမလားအဲ့ဒါကိုကျွန်တော်တို့ကစီနီယာဒီမှာက9ရဲ့6ရဲ့ခွန်ယူမလား၄ယူမလားဒါဆိုရင်ဒီလိုသွားမှာကို ဒါမွေးကနန်းနော်ကိုးခွန်သုံးဒါတော့ပြပြီးသားပါကိုးလေးသုံးဒါကတော့ကျွန်တော်ကသူ့တိုင်းသွားရင်ငါးခါတစ်ပိတ်50နော်ငါးခါထက်တစ်ပိတ်တစ်ကိုးခွာကိုငါးခါထက်မယ်ဗျာနှစ်ပိတ်နှစ်ကိုးခွာကို6ခါထက်မယ်ဗျာ3ပိတ်3ကိုးခွာကို ကျွန်တော်ကဒါခွန်ခါထက်ကြည့်တယ်ငါ6ခုဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဒါကအထစ်ကိုတက်မှာအေအောက်ကိုစုံပါတယ်ဆိုရင်တော့ ကိုလေတုံးဟုတ်ပြီနော်အဲ့ကြကိုလေတုံးကျွန်တော်တို့ထပ်ကြည့်မယ်ကိုလေတုံးထပ်ကြည့်မယ်ကိုလေတုံးမှာဒီနေရာမှာကျွန်တော်တို့ဗရိတ်က၃ထိပ်နဲ့ဗရိတ်6တော့ပြသေးတယ်ဗျာအဲ့ဒါမှာဘလို့ပြောတယ်အဲ့၃ထိပ်ဗရိတ်6ပါလောက်အောင်သဘူးနော်အဲ့မနေ့ကဗရိတ်ထွက်မှာတော့ဓမ္မကြီးကျွန်တော်ပြောပြရမယ်နော်ဒါစီနီယာနေအားလုံးပါတယ်အဲ့စီနီယာနေကျွန်တော်ခြံထားခဲ့မှာ6ခါရဲ့6ခါရဲ့4ခါရဲ့ခါသုံးလုံး6လို့ဖြစ်တာနဲ့ဒီမှာ၈ထိပ်ထည့်ပြီး အဲ့ဒီရှစ်ထိပ်ကနေဒီသုံးလုံးခြောက်ကနေဒီသုံးလုံးရှေ့ရိုက်ပြီဗျာကဲနှစ်ချာခိုင်ပင်ချာခိုင်ဒီနော်နောက်တစ်ခါလာပြီအုံးကရှိတာပုံလို့တယ်နောက်တစ်ခါတစ်ခါရင်6ခါ6ခါပိုင်းတော့တစ်ခါရင်6ခါရင်9ခါရင်ဒီသုံးလုံး6ထည့်ပြီ6ရေးအောင်ပဲဗျာငါတို့စေနာချစ်လို့ပြောတာဘာမှမပေါဘူးတော့ကျွန်တော်မပေါဘူးအဲ့ဒီမှာရှစ်ထိပ်ထည့်ပြီအဲ့ရှစ်ထိပ်ကိုတော့ဒီမှာခါသုံးလုံး6တန်းနဲ့ကျွန်တော်တို့ဟောဒီသုံးလုံးဒီရှေ့ရိုက်ပြီအဲ့ဟိုက3 3ခုမှာအင်း3ခုကမှာ3 6ခုဆိုပြီးတော့ ပြခဲ့လားနောက်တစ်ခါလာပြီဗျာဒါက9 3ရှိတယ်ပြောပါလေရှစ်ထိတ်ဒီမှာခါသုံးလုံး6လို့ဖြစ်ပြီးတော့ဒီမှာရှစ်ထိတ်ထဲဒါ6ရေးပါမယ်ဗျာအဲအဲ့ဒီမှာဒီမှာရဒီသုံးလုံးရှစ်ရိုက်တယ်နှစ်ခေါက်ကြောရအောင်နော်စေစားတယ်ဒီဒါဒါဒါလေးပြောပြမယ်ဒီမှာကြည့်ကောမလေးတွေမှန်သန်းပါအောင်လုံသန်းပါအောင် subscribe လေးနေသန်းပါအောင်နော် အဲဘာလို့ဆိုကိုကြည့်ရဲ့လူတွေအပေးရဲ့လူမှကိုကပြကျင်တာဗျာကျွန်တော်ပြောသလိုမြောက်ပေးဂွေးတရအောင်ကရဲဆိုတာဓမ္မ6ဒီခါသုံးလုံး6ကြာ6ရဲ့6ရဲ့4ရဲ့6လို့ဒီနေရာမှာ၈ထိပ်ပိုင်းလေးပဲအဲ့ဒီ၈ထိပ်ကိုတဲ့သူ့ရဲ့နောက်တမှာခါသုံးလုံး6ရဲ့ပိမာဒီသုံးလုံး၈ရိုက်တယ်သူကစီနီယာတွေရောပါတယ်ပြောတော့ဦးနော်နောက်တော့ပညာနဲ့ကနောက်တကလည်း1ရဲ့6ရဲ့9ရဲ့6အဲ့မှာ၈ထိပ်ပိုင်းလေးပဲအဲ့ဒီ၈ထိပ်ကိုဒီနေရာမှာ၈ပဲဗျာသုံးလုံး၈ပြောတာနော် နောက်တစ်ခါဒီမှာ3ရင်5ရင်ရှေ့ရနော်3ရင်5ရင်ရှေ့ရ6ဒီမှာရှစ်ထိပ်ပိုင်းသေးပဲဗျာဟောဒီနေရာမှာဒီ3လုံးရှစ်ပါဗျာအဲ့ဒါကိုကျွန်တော်ကရှစ်ထိပ်မထည့်ထည့်ကွာလို့သူ့ရဲ့နောက်တနေ့သူ့ရဲ့နောက်တနေ့မှာဒီမှာကျွန်တော်ပြုတ်ပြရတာတစ်ခွန်กว่าနဲ့16ခွန်လို့ထွက်တယ်နော်နောက်တစ်ခါနှစ်ခွန်ခွာမှာဗျာအာဒီလေကလည်းနောက်တစ်ခါအဲ့ဒီပရိရှိရဲ့နောက်မှာ3ချိန်ပေါ့ဗျာဒီမှာ3ချိန်3ချိန်မှာတစ်ခွန်กว่าနဲ့16ခွန်ထွက်တယ် အဲ့ဒီ6ကိုမထည့်သေးဘူးတော့နောက်တစ်ခါဒီကလည်း2ခွန်ခွာနဲ့2 6ခွန်ထွက်တယ်ဒီချိန်မှာကျွန်တော်ကအဲ့ဒါ3ခွန်ခွာရင်3 6ခွန်ဆိုပြီးထည့်ကျွန်တော်တောင်3တောင်ဖို့ထိုးလိုက်ဒီစောက်ရင်ကတ်အဲ့အောက်လည်းကျွန်တော်အက်ဘွားနှစ်လေးတွေဖမ်းပြတယ်ထိတ်နေပိနေနှစ်အဲ့ဒီအောက်လည်းထိတ်နေပိနေနှစ်လို့ကျွန်တော်ဖမ်းပြတယ်ဗရိတ်တကြီးကနှစ်ဟောနှစ်90ဆိုတဲ့ဟာချွတ်တော်89လေးတယ်နှစ်ဖမ်းပြတယ်ကံရအဲ့ဒီထဲထဲမှာအဲ့ဒီ6မှာတဲ့ပထမ39လေးဆိုတဲ့ကဏအဲ့နဲ့ထဲထွက်တယ်ညာ နောက်တခါ3 4ဆိုတဲ့ကဏ္ဍဓမ္မက3 4ကိုထွက်တာဓမ္မက3 4ထွက်တာအဲ့3 4အဲ့အဲ့တုန်းကပြထားတာအဲ့တော့ဒါကရှင်းပြီနော်အဲ့3 4ကိုပြတာနော်တာကိုကျွန်တော်အဲ့နဲ့ထဲမှာလို့ကျွန်တော်ကဒါလေးခေါ်ပြသေးတယ်ဗျအဲ့ဒီနှစ်တွဲကိုကျွန်တော်ကဒါကိုခေါ်သေးတာအဲ့ဒီမှာကျွန်တော်က1 1နောက်တွဲမယ်1 1အဲ sorry တစ်ခါ1ပိတ်1 1နောက်တွဲမယ်1 1နောက်တွဲမယ် တင်းနှစ်နောက်တွဲမယ်ဗောဆိုရဲတင်းနှစ်နောက်တွဲအဲ့လိုမျိုးတင်းနှစ်နောက်တွဲကိုကျွန်တော်သူ့ရှိရဗလိတဲ့ခန္ဓာထွက်တာတော့သူ့တိုင်ထွက်သွားတာတော့သူကနှစ်တစ်ကြီးတွဲသွားတာဗျာသက်တာပြလာလို့ဖုန်းကချော်ကြသွားသေးခင်ဗျာပါလို့လို့လို့မသိဘူးကိုကပြနေတာအာမရဘူးရခါကြတော့ကိုကနည်းနည်း ဲ့လိုလေးတွေမှန်လို့ရှိရင်ကွန်မန့်လေးတွေလည်းပြောပြောပါပါနဲ့ကြည့်ကျင်တာပေါ့ဒါကကျွန်တော်မပေါဘူးနော်ကျွန်တော်ရှင်းရချစ်ချပြတယ်နော်ကျွန်တော်ပြောပြမယ်ဒါကျွန်တော်တစ်ခုမှမပေါဘူးနော်ကျွန်တော်တစ်ခုမှမပေါဘူးနော်သူ့တိုင်းကျွန်တော်ပြတာနော်ကျွန်တော်ဖြစ်အောင်မပေါဘူးနော်အဲ့ဒီမှာကျွန်တော်ပြပြီးတော့ငါးတုံညာခွန်ကနေလိုက်ပေးရအောင်အောင်ဆိုရဲလူကပြလိုက်သေးတယ်ဒါလေးကမနကြောင်းမလဲကြက်ထားရပြီးသားတွေပါပါဝါနက်ခဲ့တယ်။ဘာမှကျွန်တော်ပါဝါနက်ခဲ့အကိုင်းမှုဒါမက်တက်တခု။ နော်မက်သတ်တခုခင်ဗျားတို့လည်းသိမှာပါဗာမက်သတ်လဲဆိုခင်ဗျားတင်းနဲ့ငါထွက်ပြီးရင်ဘာတွေတက်ထွက်တယ်ဆိုတော့ခင်ဗျားတို့အဲ့ဒါသိပြီးသားရှေ့လူကြီးတွေအကုန်သိတယ်နော်အဲ့ဒါဘာမှပါဝါမရှိဘူးလက်ခံပြီးပြောင်းပြောင်းနဲ့ထွက်တာသူပြန်တော့အဟုတ်ထွက်တယ်ပြုတ်အဲ့တော့ကျွန်တော်ကဒီမှာမမကန်ကန်ပေးတာဗျာကျွန်တော်ဟင်ကျွန်တော်ကိုကျွန်တော်တောင်မယုံပါဘူးဗျာဒါဒီကိုသုံးတွဲကိုအဲ့ဒီစနေကိုပြောင်းရမပြောင်းဘူးဗျာလို့ခင်ဗျားတို့မယုံရင်ကြည်နေတော့သူကတော့ဒီမှာက85တယ် 63နဲ့ခွန်ခွန်ကြောင်းရံပြန်ခွန်ခါး9ပိတ်6ခါ3ပိတ်ခွန်ခါး9ပိတ်ဒီနေရာမှာကို6ခါ3ပိတ်ခိုင်တာအဲလာခဲ့အဲ့နေမှာကို3အတွဲကြာဒီနေရာမှာကို3တွဲကြာတယ်ပြောခဲ့တယ်ဒီနေရာမှာကို6တွဲပြောတယ်ဒါပေမဲ့အဲ့ကဏ္ဍစိုက်ဆွေးစိုက်ဆွဲတယ်နေသူများတွေပေါက်တယ်ကျုပ်ကအပေါ်ကြပြီလာတော့မထိုးတာကဲကျွန်တော်ပြောတာရှင်းပါလေဗျာနော်ကလန်ဒါကလန်ဒါကြကြိုက်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကဏ္ဍတွေက ဟောပရိကုတဲမှာလည်း6 9ခွန်3ကြီးကကျွန်တော်ပြထားတာရှိတယ်ဒီနေ့ကိုကြားတရားဒါကကျွန်တော်အထက်ကိုလှန်ပြက်မယ်ဆိုအောင်မသူကတက်စာမြန်သိရှိတယ်ရအဲ့နှစ်ကလည်းခင်ဗျတက်စာမြန်ပရမကကတည်းမှာကြည့်သူကြပါတာက6လို့အပိတ်6လို့ပိတ်နှစ်လို့အပိတ်တပယုတ်စီရနှစ်ပိတ်ခံတဲ့ကောင်ပရိ4တယ်ဗျာဒီမှာ6လို့ပိတ်နှစ်လို့ပိတ်တယ်နှစ်ပိတ်ခံရတဲ့ကောင်ပရိလေးတဲ့เนาะဒါပေမဲ့ဒီကနန်း6 6 ကိုချောက်ခုံကခင်ဗျာအတက်ကြီးမွေးကနန်းပေးလိုက်တာဖြီးတယ်လိုင်းကပေးတာပါခင်ဗျာဒီလိုင်းကခွန်ထိတ်ဒီသုံးလုံးခုံကိုရှစ်ခုံနဲ့လဲဆောင်ရမယ်ဒီသုံးလုံးသုံးဒီသုံးလုံး6ဒီသုံးလုံး8 3 6 8ပရိခုံထွက်ခွန်ထိတ်ပရိခုံနှစ်ခုံရှစ်ဆောင်ဒီသုံးလုံး9ဒီသုံးလုံး6ဒီသုံးလုံး2 6နဲ့ဒဲအမွေးဆိုတာကြုတ်ပြောတာပဲဟိုကပရိနေပြုတ်ရောဟိုလေးလေးဒီကလည်းတလိုက်မယ် နဲ့ line ပို့ချောင်းနေကြီးဒါပေမဲ့ကျွန်တော်ကရှည်တာကဓာတ်ဒီလိုကြတာကိုအဲ့ဒီ6 6 3ကဓမ္မကနှစ်ရဲ့ခွန်ရဲ့ရှစ်ရဲ့ခွန်နာကိုဓမ္မကကိုထိတ်တဲ့အမှာတရဲ့ခွန်ရဲ့ဆိုဒီမှာကိုထိတ်မှာဒီနားမှာကိုကထိတ်ရမှာပြုတ်ရောအဲ့လိုလေအဲ့ဒါကျွန်တော်မပေါ်ဘူးနော်ကျွန်တော်အခုမှရောက်တယ်ကျွန်တော်မပေါ်ဘူးနော်ဆရာကြီးစက်တာလားအဲ့မှာ အဲ့ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ထည့်ပြမယ်နော်လာလာပါပါကြီးအကြိမ်လေးလည်းကြည့်အောင်ဒါသူကတော့6ပိတ်2ပိတ်ရှင်းနေပြားတော့သူလုတ်တယ်အဲ့ဒီ60နှစ်အခွားကိုဆိုလို့ပြမယ်နော်သူက6ပိတ်2ပိတ်ဗရိတ်လေးကြိမ်မှာကြားတယ်6ပိတ်2ပိတ်ဗရိတ်လေးကြိမ်မှာကြားတယ်ပေါ့အဲဒီလိုဆိုလိုတာပါပဲဗျာဒါမဲ့ကျွန်တော်ကဒီမှာကျွန်တော်ပြောသလိုခုနကစီတန်နဲ့ပြောတာပါဗျာကြိုက်ရင်လည်း లై ట్ လို့ပေါ့နော်ဒါမဲ့အဲ့ဒီကနန်းကြီးက အခုပြရတဲ့ကဏ္ဍကတရေနှုတ်ချပြရရတဲ့ကလနာမှာဘက်ပေါင်းစုံပြနိုင်တယ်အဲ့ဒီကဏ္ဍခွန်ရဲ့ကိုယ့်ရဲ့ခွန်ရဲ့၃ရဲ့ကိုယ့်ရဲ့၄ရဲ့၃ရဲ့ဖြစ်အောင်တော့မပြဘူးဖရိမျိုးမျိုးနဲ့ပြနိုင်တယ်နော်ကဲဒီမဲ့ဒီလိုပါဗျာအဆက်ပြတော့ကျွန်တော်အမဲနေရာလေးကိုနဲ့ခံမှန်းခြင်းနေရာလေးပြပေးမယ်နော်ကဲကျွန်တော်တို့ဒီမှာကနှစ်နှစ်ရှည်ဘူးတစ်နှစ်ကြာတယ်နောက်တကသူ့ရဲ့နောက်တနေ့မှာနှစ်နှစ်ရှည်ဘူးကြာတယ် နောက်တခါသူ့ရဲ့နောက်တဲ့နေ့မှာလည်းနှစ်နှစ်ရှည်ဘူးကြရတယ်။အဲ့လိုကြရတော့အဲ့နှစ်တည်းအကြောင်းပြောပဲပထမကနှစ်နှစ်ရှည်ဘူးကြရတာသူ့ဘဝငါးလို့ထိတ်ငါးထိတ်အဲ့ငါးထိတ်ရဲ့ဇောင်းကအဲ့ဒီသုံးထိတ်လေးကသုံးခါကြပြီးနှစ်နှစ်ရှည်ဘူးဆိုတဲ့ကဏ္ဍဒီဟောဒီလေးဘိတ်ကလေးဘိတ်နဲ့ကြရတယ်။နောက်တခါနှစ်နှစ်ရှည်ဘူးတစ်နှစ်ကြရလိမ့်မယ်သုံးနှစ်စတဲ့။အဲ့ဒီနှစ်နှစ်ရှည်ဘူးဒီငါးလို့ထိတ်သူ့ရဲ့ဇောင်းကဒီခွန်ထိတ်ကခွန်ခါလို့ထည့်ပြီးအဲ့ဒီကြရဒီနှစ်နှစ်ရှည်ဘူးဒီဟောဒီကိုကကိုးပိတ်တယ်ဗျာ။ဒီလိုတွေ့တယ်ပေါ့ဗျာ။ လိုဆိုလိုတယ်ဟဲ့လားအဲနောက်တစ်ခါ30နဲ့70နှစ်နဲ့ရှိဘူးဒီတဲ့သူ့ဘောက9လို့ထိပ်ပြီးသူ့ရဲ့ဆောင်းကခွန်ထိပ်ကလေးတွေခွန်ခါကြတာနဲ့အဲ့ဒီနှစ်နဲ့ရှိဘူးသူ့ရှိရလို့လုံးလိုက်တော့ဒီ3ဘိတ်က3ဘိတ်တဲ့အဲ့ဒါတွေကြောက်ကကြည့်တော့ကကျတော့အဲ့နှစ်ထက်မှအဲ့ဒီနှစ်ကြောင့်85နောက်ပေါင်းနှစ်မရည်နော်စုံ၄၈တို့ဘာတို့ကိုမဟုတ်ဘူးခွန်9ခွန်9နောက်တွဲဓမ္မတပင်းတပင်း3ဘိတ်ရန်တွေမှာကို3နောက်တွဲနောက်တစ်ခါတပင်းတပင်း3ဘိတ်နောက်ခွန်9နောက်တွဲ ။တပင်းတပင်းသုံးပုံအောင်ဒီချိန်မှာကိုးသုံးတွဲခဲ့တာတိုင်းပဲ။အဲ့နေတော့ပေါ်တင်ရိုက်မှာဟုတ်လို့အဲ့မှာကိုးသုံးဆိုတာပြောင်းရမပြောင်းအောင်အတွဲရိုက်မှာဗျာ။ဆယ်ခွက်။အဲ့အဲ့ဒါထွက်ပဲရောကြီးလား။ပပပါလေ။အဲ့လိုတွေကြာပြီတယ်ဟောတဲ့အဲ့နဲ့ထဲမှာခုနကကျွန်တော်တို့ပြောလိုက်တဲ့ခါမှာတဲ့။ဘာကြောင့်ဒီလိုစနစ်တွေတွဲရပါသလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီလိုပြောရအောင်နော်။ဒါဒါခုနကဒါနောက်မှပြောတာဒါကအရင်ပြောမယ်နော်ဟုတ်ပြီအဲ့ဒီနေ့တည်းမှာတက်လို့ပြိမ့်မယ် စီနီယံတစ်ပိတ္တံနဲ့အဲ့ဒီနှစ်ကြောင့်ဒီနောက်နောက်ပေါင်းနဲ့နောက်ပေါင်းနဲ့နောက်ပေါင်းနဲ့ဒီကြောင့်တစ်ပိတ္တံနဲ့ဒီညာသီးဒီတစ်လို့ပိတ္တံနဲ့ထိတ်နဲ့ပိတ္တံကနှစ်ပိုင်းသည်တစ်ပိတ်ထိတ်နဲ့ပိတ္တံနဲ့နှစ်ပိုင်းသည်သူ့ဘောကဒီလိုပေါ့ဗျာဒီထိတ်ကခါတဲ့လိုပဲနော်တစ်ပိတ္တံနဲ့ထိတ်နဲ့ပိတ္တံနဲ့နှစ်ပိုင်းသည်သူ့ဘောကခွန်ခါခွန်ခါနဲ့ထွက်ရောတစ်ခွန်တဲလို့နောက်တစ်ခါသူ့နောက်နဲ့နှစ်လို့အပိတ်ဆယ်ကွက်ဒါကတကွက်လိုင်းကြတာနှစ်လို့ပိတ္တံနဲ့ထိတ်နဲ့ပိတ္တံနဲ့နှစ်ဆိုတုံရအထိတ်လीအ အကျိန်တိုင်းပေါ့ဗျာဒါဆိုရင်သူ့ဘောတစ်ခါတစ်ခါတဲ့ဒါဆိုနောက်တစ်ခါ၃ပိတ်ရအောင်အဲနောက်တစ်ခါတစ်ပိတ်၂ပိတ်၃ပိတ်ရအောင်၃လို့ပိတ်ရတယ်ထိတ်၂ပိတ်ရနှစ်ဆိုရင်တော့63ခွပေါ့ဗျာဒါဆိုသူ့ရှယ်လို့၃ညခါ၃ညခါထည့်လိုက်ပြီထည့်လိုက်တဲ့ခါကျအဲ့ဘာကြောင့်လဲအဲ့လိုတွေကြပြီအဲ့ရဲ့အဲ့လိုတွေဖြစ်ပြီအဲ့ရဲ့နှစ်ထဲမှာတဲ့သူ့ရဲ့နောက်နှစ်ဒီထဲမှာပေါ့ဗျာသူသွားတဲ့စီကားစင်ကသွားတော့ဒီမှာကျွန်တော်ကအဲ့ဒီနှစ်ကြောင်း6 6ထိတ်နှစ်ပိတ်6 4နှစ် ချောင်းထိတ်နှစ်ပိတ်ချောင်း၅နှစ်ချောင်းထိတ်နှစ်ပိတ်ချောင်းချောင်းနှစ်ဒီနေ့တို့ရင်၆ခုနဲ့ပေါ့နော်အဲအဲ့လိုဖြစ်တာနဲ့ခုနကကျွန်တော်ကဒီအဲ့လိုဖြစ်ပြီဗျာဖြစ်တာနဲ့အဲ့ဒီတမနောက်တစ်ခါလာပြန်ပြီ၅ထိတ်၄ပိတ်ကိုတဲ့၃ထိတ်ခွန်ထိတ်၅ထိတ်ဒီ၃လုံးဒီ၅ဖြစ်ရမယ်၅လို့လည်းထိတ်ရမယ်အဲ့ဒီမှာ54ခွာဒီ၃ညနဲ့၉နဲ့ဒီ၉တဲ့နောက်တစ်ခါနောက်တစ်နေ့ဒီမှာအရာမိခွာသွားတာကွာခမင်းကဒါမွေးကနန်းကြီးကြီးကကျုပ်ပေးတယ် အမလေးလေးငါးဝငါးငါးလေးအဲနောက်တစ်ခါလည်းဒီမှာ54ခွကိုတုံညတုံညဆို9ထိပ်မှ9ချက်မှအဲ54ခွဟောခါနှလုံးကိုရောနောက်တစ်နေ့လည်းထွက်သလားကွာတာပဲဟိဒီမှာ54ခွကို8နှစ်9ထိပ်သုံးလုံး9လည်းဖြစ်ရမယ်9လို့တော့50ခါနှလုံးကိုထွက်ရောအဲ့ဒါအကြောင်းပြုပြီးကျွန်တော်ကခုနကဒီကတပိတ်ခွနှစ်ခါတုခါနှစ်ပိတ်ခွနှစ်ခါတုခါ သုံးပိတ်ခွားနဲ့ခါတူခါကြလေကျွန်တော်ကအဲ့ဒီတက်ဒီတက်လို့ပိတ်တာနဲ့ဒီငါသူ့ရှိတဲ့ပေါ့ဗျာသူ့ရှိတဲ့မှာဒီ54ခွားခါနှလုံးကိုးခဲ့လို့အဲ့တက်ဒီတက်လို့ပိတ်တာနဲ့တက်ကိုးခွားကို9ခါထက်နောက်တကအဲ့ဒီနှစ်ဒီနှစ်လို့ပိတ်တာနဲ့အဲ့ရနောက်တမှာ54ခွားခဲ့တယ်နောက်တကနှစ်ကိုးခွားကို6ခါထက်ဒါဆိုရင်ကျွန်တော်တို့က3ကိုးခွားဗျာ3ကိုးခွားကိုဒီမှာက9ခါ6ခါခွန်ခါထက်မလား ဒါအပေါ်ကိုစံတက်မလားပြောတာပေါ့ဗျာဓမ္မကနော်ကိုတက်ကိုခွားကိုငါးခါနာတွေ့တယ်နှစ်ကိုခွားကို၆ခါနာနေတာတွေ့တယ်ဒါဆိုရင်ကျွန်တော်တို့ကသုံးကိုခွားတော့ရှိတယ်ဒီအထစ်ကိုတက်မလားအောက်ကိုစုံမလားအထစ်တက်မယ်ဆိုရင်ကိုခွန်သုံးအောက်စုံမယ်ဆိုရင်ကိုလေးသုံးနော်ပရမကသူကအဲ့ဒီ၆တွေကြောင့်ဒီကခုနကကျွန်တော်ပြောတဲ့62ခွား62ခွား 60နှစ်ခွာကြတော့ဒီမဲ့အဲ့ဒီခုနကရှေ့ပေါင်းလေးရှိဘူးလေဒီမှာ6လို့ပိတ်6လို့ပိတ်1လို့ပိတ်တာနဲ့ဗရိတ်လေးကြပြီးမှကြာတာဗျာပြန်ပြောမယ်6လို့ပိတ်ဒီ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 60နှစ်ခွာ60နှစ်ခွာ60နှစ်ခွာကြောင်းပေါ့ဗျာဒီမှာ6လို့ပိတ်1လို့ပိတ်ဗရိတ်လေးကြပြီးမှအဲ့ဒီမှာ60 19ခွာကို9ခါထက်ဒီမှာ6လို့ပိတ်1လို့ပိတ်နော်ဗရိတ်လေးကြပြီးမှအဲ့မှာ နော်တက်ကိုးခွပြီးတော့ငါးခါထည့်တယ်နှစ်ကိုးခွပြီး၆ခါထည့်တယ်အဲ့တော့ကျွန်တော်တို့ကသုံးကိုးအခွရှိဒီလိုပြောမယ်အဲ့တော့ကျွန်တော်တို့ကအချက်စုံမလားအောက်ဆန့်မလားသူ့လိုပဲစီနီယံပြုတ်စီဂျွန်းပြစ်မလားဆိုရင်တော့နာမည်ပြုတ်ပြောရင်လွဲခဲ့ရခင်ဗျအဲ့ဟာတွေကတကယ်ထွက်တာတွေအဲကျွန်တော်ကမထိုးနိုင်လို့ခင်ဗျမနေ့ကလည်းကျွန်တော်ပြောလိုက်ရှင်ပါသေးတယ်ဗျာဟိုဖုန်းလဲမလား ုံညထိတ်နဲ့ပရိရှိထွက်မှာ24ချိန်မှာစောင့်နေတဲ့ကဏ္ဍတုံညလေးဒီအဲငါးတုံညသုံးတော့ကျွန်တော်တုံညထိတ်ပရိရှိလို့ပြောထားအေးတုံညထိတ်ပရိရှိကလာဦးမှာအဲထွက်တာပဲညာအဲ့တော့ကျွန်တော်ကအခုကျတော့ပြောလိုက်တာကတော့ပြကြကျွန်တော်ဟိုထိုးကျင်ထိုးရတာကဘာလဲဖုံငါးသုံးမွေးကဏ္ဍကထိုးရပြီနော်အချိန်ဒီအခုပါထိုးထိုးလို့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တယ်ဒါလေးကတော့မချစ်တော့လဲအောက်ငါပြီးတော့လဲနန်းလိုက်ကြပါဗျာလို့ <laughs> ¿No?